ွဲမင်္ဂလာပါကုလောရလေးချမ်းချိန်မှာလုံချီတော်သားတို့တမီတော်စုယုံပြီးမှဖရခင်တံကိုချီးမွမ်းခြင်းချိန်ကိုပေးလို့ရှေးဥစွာရှင်နာမကိုချီးမွမ်းပါတယ်အစီအစဉ်ကိုစပြုဖို့ရန်စကန်နဲ့ဆုတောင်းကြရအောင်ကမက်တော်မူတဲ့ပါဖျားကုလောကျေးဇူးတင်တဲ့ကုလောပြင်ဆင်ပေးတဲ့ချိန်တိုင်းမှာတော်တော်တမီတော်ချီးမွမ်းခြင်းအဖြစ်တုံ့ဝင်သွားတဲ့ချိန်မှာလည်းကုလောရဲ့ထပ်မှာကောင်းမွန်တဲ့နတ်တံပေါင်းကြီးဖြစ်စီပါမယ်ကြောင်းရှင်နာမနဲ့ဆုတောင်းတဲ့စီစီကိုစပြုပါ၏အာမင်ကျွန်တော်ဥစွာဆာလန်ကျန်တဲ့ဆက်ကနေမြတ်တော်ဆာလန်နဲ့ရှင်နာမကိုချီးမွမ်းကြရအောင် ားလုံးပဲမင်္ဂလာပါဘုရားခင်ကျေးဇူးတော်ကိုချီးမွားပါတယ်ဒီမှာလည်းကျွန်တော်တို့ဒီကွာဆုတောင်းဖို့เนาะဘုရားခင်ရှေ့မှာတိုးဝင်လေဒီကွာချီးမွားဖို့ကိုးကွယ်ဖို့ဘုရားခင်ပြင်ဆင်ပေးတဲ့အချိန်တိုင်းအတွက်ဘုရားခင်ကျေးဇူးတော်နဲ့နာမတော်ကိုချီးမွားပါတယ်ဒီနေ့ညမှာလည်းကျွန်တော်တို့ဒီကွာခွန်အားယူဖို့၁၉ခုမြောက်သောစာလံဒုတိယပိုင်းကျွန်တော်တို့ပြန်ပြီးမှခွန်အားယူဖို့ဖြစ်တယ်19ခုမြောက်သောစာလံကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုရင်ကျွန်တော်တို့၃၃ဘိုင်းတွေ့ရတယ်ပထမဘိုင်းကတော့ ဒီနေ့ဘုရားခင်ရဲ့ဖွင့်ပြချက်เนาะဘုရားခင်ကသူဖန်ဆင်းခြင်းအရာတွေဘုရားခင်သူဖန်ဆင်းတဲ့အရာတွေကဘုရားခင်ဘယ်သူလဲဘုရားခင်ဘယ်လိုမျိုးလဲဆိုတာကိုဖော်ပြတဲ့ဘုရားခင်ရဲ့ general revelation လို့ခေါ်တဲ့အထွေထွေဖွင့်ပြချက်ပဲဖြစ်တယ်။နောက်ဘုရားခင်ရှိကြောင်းဘုရားတန်နိုင်ကြောင်းဘုရားလုပ်ပေးကြောင်းဘုရားကဘယ်လိုမျိုးဖန်ဆင်းကြောင်းကို နားလည်စီတဲ့เนาะဆာလန်ဆီယာဒါဝိဒ်ရဲ့เนาะအဲ့ဒီအဲ့ဒီအချိန်ကလေးကသိပ္ပံပညာနားမလည်ရင်တောင်မှ ဒီဖန်ဆင်းခြင်းလက်ရာတွေကဖျားခင်ဖွင့်ပြသလောက်တို့နားလဲစီတယ်။အဲ့ဒါမှပြီးသွားဒုတိယပိုင်းကတော့ဒီနေ့အထူးတူကခွန်အားယူမဲ့ပိုင်းကတော့နှုတ်ကပတ်တော်နဲ့ဆိုင်တဲ့အပိုင်းဖြစ်တယ်။အဲ့ဒါကတော့ဗာလဲဆို Special Revelation လို့ခေါ်တယ်။နှုတ်ကပတ်တော်အားဖြင့်ဖျားခင်ရဲ့ဖွင့်ပြခြင်းပဲ။နော်နှုတ်ကပတ်တော်အားဖြင့်ဖျားကိုနားလဲစီပြီးနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့အသက်တာမှာဘလို့ကောင်းကြီးဖြစ်မလဲဘလို့မျိုးအသက်တာမျိုးဖြစ်မလဲဆိုတာကိုဖော်ပြတဲ့အကြောင်းအရာ ဖြစ်တယ်လို့ကျွန်တော်တို့နားလည်နိုင်တယ်။နောက်လေဒီဒုတိယပိုင်းမှာကျွန်တော်ဖတ်ချင်ပါတယ်ဆက်ကူးကူးမြောက်သောဆန္ဒပိုင်ငယ်ခုနှစ်ကနေ7မှာပါတဲ့အကြောင်းအရာဖြစ်ပါတယ်။သာဝရဖရာဤတရားတော်ဒီစုံလင်ဒီဖြစ်၍စိတ်ဝိညာဉ်ကိုပြုပြင်တတ်၏သာဝရဖရာဤသက်တည်ခံတော်မူချက်ဒီဟုတ်မှန်ဒီဖြစ်၍မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏သာဝရဖရာဤဤဥပရိသတို့ဒီဖြောက်မှတ်ဒီဖြစ်၍ ။ဤဥပရိသတို့သည်ဖြောင့်မတ်သည်ဖြစ်၍စိတ်နှလုံးကို ရှင်လန်းစေတတ်၏။ထာဝရဘုရား၏ပြည့်ညတ်တော်၏စင်ကြယ်၏ဖြစ်၍မျက်စိကိုရှင်လင်းစေတတ်၏။ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည်တန့်ရှင်းသည်ဖြစ်၍ကာလအစဉ်အမြဲတည်၏။ထာဝရဘုရား၏စီရင်တော်မူချက်တို့သည်သစ္စာတရားနှင့်ညီ၍တညီတညွတ်တည်းဖြောင့်မတ်ကြ၏။ရွှေထက်မကများစွာသောရွှေစင်ထက်နှစ်သက်ပွဲဖြစ်၍ပြားဤထက်မကပြားလဖို့တည်း ်ခြုံကြဤတရားတော်အပြင်ကိုရိကျွန်ဒီတရိယာ၍တရားဆောင်ခြင်းအကျိုးကြီးကြီးလပါ၏နော်ဒါဝိမင်းကဒီဒုတိယပိုင်းမှာဘာပြောသလဲဆိုတော့ဖခင်ရဲ့နှုတ်ကပတ်တော်ဘာလဲဆိုတော့ကိုကောင်းကောင်းဖော်ပြညွန်ပြတဲ့အကြောင်းအရာကိုတွေ့ရတယ်ဆိုတော့ဒီထက်မှာအကြောင်းအကျိုးရလတ်ကျွန်တော်ဒီလိုနားလည်နေတယ်အကြောင်းအကျိုးရလတ်ပထမအကြောင်းကဘာလဲတရားတော်ကအကျိုးကဘာလဲရလတ် အကြအကျူဟာစုံနေတယ်ရလက်ကပါလေစိတ်ဝိညာဉ်ကို ပြုပြင်တယ်ဒုတိယတစ်ချက်ကပါလေအကြောင်းကဒီဖျားခင်သက်သေးခံတော်မူချက်ကပါလေအကျူကတော့ရလက်ကအကျူကတော့ဟုတ်မှန်ဒီဖြစ်ဖြစ်ရလက်ကမလိမ်မာတော်သူကို လိမ်မာစီတယ်နောက်တစ်ချက်ကတော့ထာဝရဘုရားကြီးနိဥပရိသအကြောင်းเนาะပြဘာဖြစ်လဲအကျူကဖြောင့်မတ်ဒီဖြစ်ဖြစ်ဘာဖြစ်လဲရလက်ကတော့စိတ်နှလုံးကို ရှင်လန်းစေတတ်တယ်။နောက်တစ်ခုကတော့ပြည့်ဖျားခင်ပြည့်ညတ်တော်အကြောင်းက အကျိုးကတော့ဘာလဲဆိုစင်ကြယ်ပြီးဖြစ်၍ရလက်ကတော့ကျွန်တော်ရဲ့မျက်စိကိုရှင်လင်းစေတယ်။နောက်ထာဝရဘုရားရဲ့နော်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းတဘောကဘာဖြစ်လဲဆိုတန့်ရှင်းတဲ့အကျိုးဖြစ်တယ်တန့်ရှင်းတဲ့ပြီးတော့ကမှာထာဝရအစင်မြေတည်တယ်။ထာဝရဘုရားရဲ့စီရင်တော်မူချက်ကဘာဖြစ်လဲဆိုတမာတရားတစ္ဆာတရားနဲ့ညီတဲ့ချက် နော်တင်ကြီးတယ်ဖြောက်မှတ်ခြင်းကို ဖြစ်စီတယ်နော်နှုတ်ကပတ်တော်ဒီရွှေစင်ထက်မကရွှေထက်တာ၍ကောင်းတယ်ပြားရည်ထက်မကပြားလပုထက်တာ၍ချူတယ်ဒါကြောင့်လို့ဖရာကင်နှုတ်ကပတ်တော်ကကျွန်ုပ်တို့အသက်တာအတွက်အဲ့ဒီနှုတ်ကပတ်တော်ကိုစောင့်ခြင်း အကျိုးဒီအလွန်ကြီးတယ်လို့ပြောရတယ်ဒါကြောင့်လို့ဖရာကင်နှုတ်ကပတ်တော်ဒီအကျိုးနဲ့တကွရလတ်ကိုရလတ်ကောင်းကိုအစင်မြဲပေါ်ထွက်စီတဲ့အကြောင်းအရာဖြစ်တယ်လို့ပြောရင် မမောင်ရဲမလို့ဆန်လန်စီယာဒါဝိကယနေ့သူ့ရဲ့အသက်တာမှာဖခင်ရဲ့နှုတ်ကပတ်တော်ရဲ့ကြီးကျယ်ခမ်းနားမှုဖခင်ရဲ့နှုတ်ကပတ်တော်ရဲ့အံ့ဩစရာအမှုတွေကိုတဲ့သူနားလေတဲ့အခါမှာယနေ့နှုတ်ကပတ်တော်ကိုသူဖွင့်ဆိုဖော်ပြရှင်းလင်းမှုကို နားလေစီတယ်။ကျွန်တော်ပထမတစ်ချက်ကိုကြည့်အောင်ကျွန်တော်ပထမတစ်ချက်မှာဗာတွေ့ရတယ်လေပေါ့ပထမတစ်ချက်မှာကြည့်တဲ့အခါမှာယနေ့ဖခင်ရဲ့တရားတော် the instructions of god ဖခင်တရားတော်ကပါ perfect စုံနေတယ် စိတ်ဝိညာဉ်ကို ပြုပြင်နေ reviving the soul ကျွန်တော်ရဲ့စိတ်ဝိညာဉ်ကိုဘာလို့ပြည့်စုံပြုပြင်ပေးတယ်နှုတ်ကပတ်တော်ဖြစ်တယ်။နောက်လို့ကျွန်တော်တို့အသက်တာမှာစုံလင်တဲ့အသက်တာဖြစ်ဖို့ဘာနဲ့မှလုပ်လို့မရ။ဟာကျွန်တော်တို့ကပြည့်ဝတဲ့စုံလင်တဲ့ perfection လို့ပြောတဲ့အခါမှာအဲ့ဒီ perfection ကဘယ်မှာပဲရှိလဲ။ဖခင်နှုတ်ကပတ်တော်မှာပဲရှိတယ်။နောက်လို့နှစ်တီ3 16ဆက်ကံထိုချမ်းသာရှိမြသည့်ဘုရားခင်မှုတ်သွင်းတော်မူသောအပြင်ဖြစ်ဘုရားခင်သူစုံလင်တော်သူစုံလင်တော်သူဖြစ်ဖို့တခုတည်းသောအရာဒီပါလေဘုရားရဲ့နှုတ်ကပတ်တော်ပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အသက်တံမှာဘုရားနှုတ်ကပတ်တော်ကျွန်တော်တို့ဒီတော့တရားတော်ကိုဘုရားခင်ရဲ့ညွန်ပြချက်တွင်တင်ချက်တရားတော်ကိုကျွန်တော်တို့စောင့်ရင်ကျွန်တော်တို့အသက်တံမှာဘာရမလဲ စုံလင်ခြင်းနဲ့ကျွန်တော်ရဲ့စိတ်ဝိညာဉ်ကိုပြုပြင်ခြင်းရှိတယ်။ဒါမို့ကျွန်တော်ရဲ့အသက်တာမှာစိတ်ဝိညာဉ်ကိုပြုပြင်နိုင်တဲ့တစ်ခုကြီးတော့အရာကဖရားရဲ့နှုတ်ကပတ်တော်။နော်ပြည့်စုံတဲ့လူအဖြစ်သူရောက်အောင်ပို့ပေးနိုင်တဲ့အရာတစ်ခုတည်းပဲဖရားခင်နှုတ်ကပတ်တော်ဖြစ်တယ်။ဒုတိယတစ်ချက်ကတော့ဖရားခင်ရဲ့တက်တည်ခံတော်မူချက်ဒါလည်းဘုရားရဲ့နှုတ်ကပတ်တော်ပါပဲဘုရားခင်ကယနေ့သူ့ရဲ့တက်တည်ခံချက်ဆိုတဲ့အကြောင်းအရာတွေကဘာဖြစ်လဲဟုတ်မှန်တယ် true trustworthy ကျွန်တော်တို့မိခိုအားထားနိုင်တယ်အလေးထားနိုင်တယ်ယုံကြည်စိတ်ချနိုင်တယ်ဟုတ်မှန်တယ်တဲ့မလိမ္မာသောသူကို လိမ္မာစေတာဖြစ်တယ်ကျွန်တော်တို့အမှုတော်ဆောင်တဲ့အခါမှာနေရာတော်တော်များများရောက်ပါတယ်တချို့သောနေရာတွေကတော့ကျွန်တော်မိတ်ဆွေတွေမူရင်းဆေးဆွဲလူငယ်တွေကိုတို့ပြုစုတယ်ပြိုးထောင်တယ်ခက်ခဲပါတယ်ကျွန်တော်မေးကြည့်ပါတယ်တို့တွေကိုဆရာတို့ဒီလိုလုပ်တဲ့အခါမှာလွယ်သလားမလွယ်ဘူးတဲ့တော်တော်ခက် သူတို့တွေကိုအဆက်မပြတ်သူတို့တွေကိုမျက်စိအောက်ကအပြောင်မခံဘဲနဲ့ကြည်နေရတယ်သူတို့လှုပ်ရမြကိုစောင့်ကြည့်နေရတယ်ဟာပတ်ဆံပေးလို့မရဘူးသူတို့မိပါတွေပတ်ဆံပေးရင်သူတို့ကမလုပ်လဲဆိုတော့ပတ်ဆံမပေးဘဲနဲ့ပစ္စည်းဝယ်ပစ္စည်းဝယ်ပေးတော့တစ်ခါလေတချို့ကအဲ့ဒီပစ္စည်းကိုလဲပြီးမှသူတို့တစ်စုံတစ်ခုဆက်လိုက်တောက်ဖို့တော့လည်းကောင်းတစ်ခုခုသူတို့အတွက်ကြိုးစားတယ်ဆိုတာကိုနားလေရဒါမှမဟုတ်သူတို့ကအစင်မပြတ်သူတို့ကိုဓာမဲတဲ့သူတို့ဘာပြောလဲဆိုတော့ကျွန်တော်တို့လည်းပြောင်းလဲအောင်မလုပ်နိုင်ပါဘူးတဲ့ တော်တော်များပြောပါတယ်ကျွန်တော်လည်းပြောင်းလဲအောင်မလုပ်နိုင်ဘူးသူတို့ကပြောင်းလဲနိုင်အောင်မဟုတ်ဖရားရဲ့နှုတ်ကတော့ဖရားရဲ့နှုတ်ကပတ်တော်ကြီးသူတို့အတွက်ဆေးပဲအဓိကဆေးပဲတခြားမဟုတ်ဘူးတဲ့သူတို့ရဲ့အသက်တံမှာအဓိကဆေးဒီနှုတ်ကပတ်တော်ဖြစ်တယ်အဲ့တော့နှုတ်ကပတ်တော်ရသွားတဲ့အခါမှာတကယ်အသက်တာထဲမှာအသက်ရှင်လာတဲ့အခါမှာခုနပြောတဲ့မပြောင်းလဲနိုင်ဘူးဆိုတဲ့လူကြီးပြောင်းလဲမှုတွေကိုဖြစ်စီတယ်အံ့ဩစရာပါဒါကြောင့်မလို့ဒီနေ့ နှုတ်ကပတ်တော်ရဲ့တကူနှုတ်ကပတ်တော်ရဲ့အံ့ဩစရာအမှုကတော့မလိမ်ပါတော်သူကို လိမ်ပါစေတာဖြစ်တယ်။တက်ခါပြိုင်ခံထပ်ပြောပြန်တယ်။နော်။ထရပြိုင်ဤဥပဒေသားတွေကဖြောက်မှတ်တည်ဖြစ်ပြီးစိတ်နှလုံးကိုရှင်လန်းစေတတ်၏။စိတ်နှလုံးကိုရှင်လန်းစေတတ်၏။ဒီနေ့လူကအမြဲတမ်းရှင်လန်းတယ်ဆိုတဲ့လူမရှိပါဘူး။အမြဲတမ်းပျော်နေတယ်ဆိုတဲ့လူမရှိပါဘူး။အမြဲတမ်းပြုံးနေတယ်ဆိုတဲ့လူမရှိပါဘူး။ ယနေ့ဘဝအတ္တတမှာတွေ့ကြုံရတဲ့ခက်ခဲမှုစိန်ခေါ်မှုပြဿနာဒုက္ခတွေကကျွန်တော်တို့ကိုလက်မှိုင်ချစေတယ်ကျွန်တော်တို့ကိုမှိုင်တွင်ငေးမောစေတယ်ကျွန်တော်တို့ကိုချွတ်ချုံချစေတဲ့အကြောင်းအရာတွေဖြစ်တယ်တိုးတော်လေတဲ့ကျွန်တော်နှုတ်ကပတ်တော်ရှိလာတဲ့ကံမှာနှုတ်ကပတ်တော်အတ္တတာထဲမှာကျွန်တော်တို့ကိုဘာလို့ပေးလဲဆိုတော့အဲ့ဒီခက်ခဲမှုထဲမှာတခြင်းဆိုနိုင်တယ်ဝမ်းနေခြင်းထဲမှာဖျားခင်ဂုံတော်ကိုချီးမွမ်းနိုင်တယ်နောက်တစ်ချို့တော့ကျွန်တော်တို့ယုံကြည်သူတွေရဲ့ ကျွန်တော်ဇာပနာဒီမှာကျွန်တော်တချင်းဆိုးတဲ့ခါမှာမယုံကြည်သူတွေနားမလဲဟာမင်းတို့ကွာအတုပမှာတေးတဲ့နေရာမှာဘလို့ကြောက်မလို့တချင်းနေစုံနေကြတာလေလို့ပြောတယ်မဟုတ်ပါဘူးဒီနေ့ကျွန်တော်တို့ကိုဖျားခင်အာမခံခြင်းနှုတ်ကပတ်တော်ကကျွန်တော်တို့အတွက်အာမခံတဲ့ဖြောင့်မတ်တဲ့စကားဖြစ်တဲ့အရာကကျွန်တော်တို့ကိုဖြောင့်မတ်ခြင်းပေးုံနဲ့မကောက်ဘာလို့ပေးလဲရှင်လန်းသောစိတ်ကိုပေးတယ်ခက်ခဲမှုထဲမှာဝမ်းနေခြင်းထဲမှာ စိတ်ပြည့်ခြင်းတဲမှာအာရုံခြင်းတဲမှာငိုကြွေးခြင်းတဲမှာဝမ်းမြောက်စရာအကြောင်းဖြစ်စေ။ဒါမှရှင်ပေါလုကဖိလိပ္ပိအသင်းတော်ကိုပြောတဲ့အခါတိုင်းမှာအစင်မပြတ်ဝမ်းမြောက်ကြတော့ဝမ်းမြောက်ကြတော့ဝမ်းမြောက်ကြတော့ rejoice in the lord's always rejoice ။ဒီနေ့တခင်ပြားမှာအစင်မပြတ်ဝမ်းမြောက်ကြတော့ဝမ်းမြောက်ကြတော့အမှန်တကယ်တော့သူကဝမ်းမြောက်ခြင်းအကြောင်းပြောနေပေမဲ့အဲ့ဒီအချိန်ကရှင်ပေါလုက ယောမအချင်းထောင်မှာသူအချင်းခံရတဲ့အချိန်ဖြစ်တယ်။တိုးတိုးအပြင်မှာရှိနေတဲ့ဖိလိပ္ပိအစင်းတော်ကိုဝမ်းမြောက်ပါလို့ပြောတာ။ဘယ်ရာကသူ့ကိုဝမ်းမြောက်စေတယ်လဲ။ဒီနေ့နှုတ်ကပတ်တော်ရဲ့အာမခံချက်ကဝမ်းမြောက်စရာကြောင့်ကျွန်တော်တို့အသက်တာမှာစိတ်ပြအာရုံချင်းတွေ၊မိုင်းတွေချင်းတွေခက်ခဲမှုတွေပြဒနာတွေဒုက္ခတွေထဲကလွတ်မြောက်နိုင်တဲ့တစ်ခုဒီတော့ဝမ်းမြောက်စေတဲ့ငြိမ်သက်ခြင်းဖြစ်စေတဲ့အရာတစ်ခုကဖရာရဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ နောက်တစ်ချက်ကတော့ဗာပြောလဲဆိုတော့ပြည့်ညတ်တော်ကစင်ကြယ်ပြီးဖြစ်ပြီးမျက်စိကို ရှင်လင်းစေတတ်တယ် The command of God is clear စင်ကြယ်ရှင်လင်းတယ်ပြီးတဲ့အခါမှာ giving insights for living ကျွန်တော်အသက်တာအတွက်ကျွန်တော်မှန်ကန်ရာလမ်းကြောင်းကိုမှန်ကန်တဲ့အခြေအနေတစ်ခုကိုမှန်ကန်တဲ့နေရာတစ်ခုကိုတွန်းနိုင်မှုအတွက်ရှင်းလင်းတဲ့သဘောကိုပေးပါလေ ခါလီကျွန်တော်တို့ဘဝအသက်တာမှာကြုံရတဲ့အခြေအနေတွေကကျွန်တော်ဝေဝါးပြီးမှကျွန်တော်တို့ဘယ်သွားရမလဲဒီခါတည်းကလမ်းစုံလမ်းခွမှာဘယ်လမ်းလိုက်ရမလဲကျွန်တော်တို့ကတော့ဝေခွဲမရဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့နားလေဘူးကဒီနေ့ဖရာခင်နှုတ်ကပတ်တော်ကအဖြစ်ဖြစ်တယ်။ဒါမှမဟုတ်119ခုမြောက်သောဆန္ဒပိုက်ငယ်105မှာပြောလေနှုတ်ကပတ်တော်ဒီကျွန်ုပ်ခြေရှင်းမှာမိခွဲဖြစ်ရင်ကျွန်ုပ်လမ်းကြီးကိုလင်းစီရင်ရှင်းလင်းတဲ့သဘောကိုပေးတယ်ရှင်းလင်းတဲ့အမြင်ကိုပေးတယ် အမောင်ထုထဲမှာဘယ်လမ်းသွားရမလဲဘယ်လိုရှေ့ဆက်လျှောက်ရမလဲဆိုရင်ရှင်းလင်းတဲ့အဖြေပေးတာတခုတည်းဒီဖရာရဲ့နှုတ်ကပတ်တော်ပဲဖြစ်တယ်။ဒါမှမဟုတ်နှုတ်ကပတ်တော်ဒီကျွန်တော်တို့ကိုရှင်းလင်းမှုနဲ့ကျွန်တော်ရဲ့အမြင်တွေပို့ပြီးမှ မြင်နိုင်အောင်လို့ကျွန်တော်ရှင်းလင်းမှုကိုပေါ်ပြပေးတဲ့အကြောင်းအရာဖြစ်တယ်။ကျွန်တော်တို့အာဒီအကြောင်းအရာကျွန်တော်ပြောပြပါတယ်။ကျွန်တော် Food for the Hungry International ကဆရာကြီးတစ်ပါးက အရှိလေပိုင်းဒေသကိုရောက်တဲ့အခါမှာတစ်ဖက်ကတော့ Israel နဲ့တစ်ဖက်ကတော့ Palestine နဲ့ကျွန်တော်တို့ထိစပ်နေတဲ့နေရာပါအခုလည်းကျွန်တော်ပြဿနာဖြစ်နေတယ် Palestine ကသူ့နိုင်ငံသူတောင်းတယ် Israel ကလည်းအာသူတို့သူတို့ရဲ့နေရာဖြစ်တယ်ဆိုမှအဲ့ဒီမှာကျွန်တော်တို့နေရာအငင်းပွားမှုတွေဆိုတော့ပြောမယ်ဆိုတော့အဲ့ဒီနေရာမှာတရက်တော့သူရောက်တဲ့ခါမှာတစ်ဖက်ကနေရာကတော့ဖုံးဆိုးမြေတွေ့ချောင်းနေတဲ့မြေဖြစ်တယ်တွေ့ချောင်းနေတဲ့နေရာဘာဆိုဘာမှမရှိဘူးစိုက်ပျိုးမြေလည်းမရှိဘူးအဲ့ဒီဘက်ကလူတွေကိုမေးတော့အဲ့ဒီဘက်ကလူတွေက เนาะသူတို့တွေကမွတ်စလင်တွေဖြစ်တယ်ပါလက်စတိုင်းနီးယန်းတွေသူတို့ကိုမေးတဲ့အခါဘာဖြစ်လို့လဲမင်းတို့မြေကားတယ်လို့ဖြစ်တယ်လဲသူတို့ကဘာပြောလဲဒီမြေကားတဲ့ငါတို့အလာချိန်ထားတဲ့နေရာဖြစ်တယ်ဒါကြောင့်မလို့ဘာပဲစိုက်စိုက်ဘာမှမဖြစ်ဘူးလို့ပြောတယ်ဒါတစ်ဖက်မှာသူ ਨੇ ကတ်ရဲ့ border line မှာတစ်ဖက်ကဘာတွေ့ရလဲဆိုတော့စိမ့်ဆိုးပြီးမှ အပင်နေနဲ့အာတကဲကိုတန်လွင်ပင်နေစပြစ်ချန်နေနဲ့အာတကဲကိုစိမ့်ဆိုးနေတဲ့နေရာဆိုအဲ့ဒီဘက်ကလူတွေ Israel တွေဖြစ်တယ် ဆွဆာအဲ့ဒီစာရေးတဲ့သူကတမေးတယ်မင်းတို့ကဘလို့ဖြစ်လို့ဟိုဘက်ကတော့တွေ့ချပြီးဒီနေရာကတော့ဘာလို့စိမ့်ဆိုတယ်အဲ့ဒီဘက်ကလူတွေဘာဖြေလဲဆိုတော့ဒီနေရာကဖျားခင်ကားတို့ကိုပေးတဲ့မြေဖျားကောင်းကြီးပေးတဲ့မြေဖြစ်တယ်ဟာအမြင်မတူတဲ့ဟာနှစ်ခုတစ်ဖက်ကတော့သူတို့ရဲ့ဖျားကကြိမ်ထားတယ်လို့ပြောတယ်တစ်ဖက်ကတော့ဖျားခင်ကသူတို့ကိုကောင်းကြီးပေးတယ်လို့ပြောတယ်အဲ့ဒီနေရာကယာရီဥတုလဲတူတယ်မြေအနေထားလဲတူတယ်အားလုံးတူတယ်မတူတာတစ်ခုပဲ နှုတ်ကပတ်တော်အမြင်ခြင်းတော့မတူဘူးတစ်ဖက်ကတော့နှုတ်ကပတ်တော်အမြင်ရပါမြင်တယ်ဒီနေရာကဖះကောင်းကြီးပေးတဲ့နေရာဒါလို့ကျွန်တော်တို့ဘဝအတ္တံမှာနားလေဖို့ယနေ့ဖះသခင်ကကျွန်တော်တို့ကိုနှုတ်ကပတ်တော်ပါရင်ရှင်းလင်းတဲ့အမြင်ကို နားလေစီတယ်တခါနှုတ်ကပတ်တော်ကဘာပြောလဲဖះခင်ရဲ့နော်ကာရဗျာကိုကြောက်ရွံ့ခြင်းသဘောဒီတန့်ရှင်းသည် ဖြစ်၍တဲ့ကာလအစဉ်မြဲ ဒီသာဝရဖျားစီရင်တော်မူချက်တို့ဒီသစ္စာနဲ့တညတင်းနေတယ်ဖြောင့်မတ်တယ်နော်ဖျားသခင်ကိုကြောက်ရွံ့ခြင်းတဘောက pure စင်ကြယ်တယ်ပြီးတဲ့အခါမှာကာလအစဉ်မြဲတည်တယ် lasting forever အစဉ်အမြဲတည်တယ်ဆိုတော့ဖျားကိုကြောက်ရွံ့ခြင်းတဘောကဘာလဲပေါ့ဒီဖျားကိုကြောက်ရွံ့ခြင်းတဘောကရှင်းပါတယ်ဖျားခင်နှစ်သက်တော်အသက်တာနဲ့အသက်ရှင် စင်ကြယ်တဲ့သူအဖြစ်သူရောက်တယ် ဘုရားခင်မနစ်သက်တာကိုရှောင်မယ်ဘုရားခင်နစ်သက်တဲ့အရာတိုင်းနှုတ်ကပတ်တော်တိုင်းအသက်ရှင်တဲ့ခါမှာစင်ကြယ်ခြင်းနဲ့တူအဲ့ဒီအရာကပါလေခဏတာမဟုတ်ပါဘူးတဲ့ကာလအစဉ်တည်တဲ့ဟာ lasting forever ဖြစ်တယ်ကာစီရင်တော်မူချက်တို့ကပါလေတစ္ဆာတရားနဲ့ညီတယ်တဲ့စီရင်ချက်တို့ကပါလေတစ္ဆာတရားနဲ့ညီတဲ့အတွေ့တဲ့ဘာဖြစ်လဲ တဏှီတဲဘာဖြစ်လဲဖြောင့်မတ်ခြင်းကိုရတယ် the lord of the lord is true is fair ဆိုတော့ဘုရားခင်နှုတ်ကပတ်တော်ကစစ်မှန်တယ်ဒီနေ့ညီမျှခြင်းဖြစ်စီတယ်ဆိုတော့ကိုတွေ့ရတယ်ဖြောင့်မတ်ခြင်းတဏှီတညွတ်တဲဖြောင့်မတ်ခြင်းကို ဖြစ်စီတယ်နောက်ဒီအချက်တွေကိုပြန်ကြည့်တဲ့အခါမှာဒီနေ့ဘာကိုနားလဲစီလဲလဲဆိုတော့သာရဘုရားရဲ့နှုတ်ကပတ်တော်ဒီ အသက်တာအတွက်ဘလောက်တောင်အကျိုးကျေးဇူးကြီးတယ်ဆိုတော့ကိုနားလေစီတဲ့အကြောင်းအရာဖြစ်စီတယ်ဆက်ပြီးဖတ်တဲ့ကံဘာပြောလဲမှချိတဲ့ကံမှာရွှေထက်မကားတဲ့များစွာသောရွှေစင်ထက်နှစ်သက်ဖွယ်ဖြစ်၍ရွှေတောင်မှရိုးရိုးရွှေမို့ရွှေစင်ဆိုတော့ pure gold လုံးဝကျွန်တော်တို့ဘာမှမပါတဲ့အယောတော့မရှိတဲ့ခြေပါညာဘာမှအယောမတော့မရှိတဲ့ရွှေစင်အစစ် နော်ကင်လိုက်ဣနေတဲ့ဟာမျိုးနော်ရွှေအစစ်ပဲရွှေထက်မကရွှေစင်ထက်ตาရွေနှစ်သက်ပွဲဖြစ်တယ်ပြားရီထက်မကပြားလဘူးထက်ချူတယ်ပြားရီထက်တာမကောက်ပြားလဘူးထက်ပြောချင်တာကအဲ့ဒီကျွန်တော်တို့ဒီဥစ္စာထက်နော်ဟန်ဒီဆိုတဲ့ပြားရီထက်တောင်မှပို့ပြီးမှချူတာကို ကျွန်တော်တို့တွေ့ရတယ်အံ့ဩစရာပဲဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့အသက်တာမှာ ဒီနေ့နှုတ်ကပတ်တော်ကိုအလေးမြတ်ထားရင်အဲ့နှုတ်ကပတ်တော်ကကျွန်တော်အကျိုးကျေးဇူးများစွာပေးတယ်အဲ့အကျိုးကျေးဇူးတွေကပါလေကျွန်တော်ရဲ့အသက်တာမှာစုံလင်ခြင်းနဲ့စိတ်ဝိညာဉ်ကိုပြုပြင်တယ်ဟောက်မှန်ဖြောင့်မတ်ခြင်းတော့ဘုရားခင်မှာမိကိုနှုတ်ကပတ်တော်ကမိကိုခြင်းအပြင်ကျွန်တော်လိန်ပါခြင်းကို ပြောချင်တာကကျွန်တော်အသက်တာအတွက်ဖြောင့်မတ်ခြင်းကိုဖြစ်စေတယ်ကျွန်တော်အသက်တာမှာစင်ကြယ်ခြင်းနဲ့ကျွန်တော်ရဲ့တွားရမယ့်လမ်းအနာဂတ်ကိုရှင်းလင်းစွာ ဖော်ပြစေတယ် ။ဒါကြောင့်ယဉ်ချင်းတဲ့ဘောကတန့်ရှင်းတဲ့အရာဖြစ်တဲ့အတွက်ကာလအစဉ်မြဲတည်ပြီးမှခဏတာကျွန်တော်ပျောက်ွယ်တယ်မှာမဟုတ်ဘဲနဲ့ permanent ကျွန်တော်ထားဗလားတည်တဲ့အရာဖြစ်တယ်။စီရင်တော်မူချက်ကသစ္စာတရားနဲ့ညီသောကြောင့် true တော့တညီတညွတ်တယ်ဖြောင်းမှတ်တယ်။ဒါကြောင့်မလို့အဲ့ဒီနှုတ်ကပတ်တော်ကြီးရွှေစင်ထက်မကရွှေထက်မကရွှေစင်ထက်လည်းတန်ဖိုးကြီးပါလေ။အင်မတန်မှတန်ဖိုးကြီးလွန်းတဲ့အရာဖြစ်တဲ့ပြားရည်ထက်မက ပြားလဖို့တဲ့ တာ၍ကျူတယ်ပြောချင်တာကဒီနေ့ကျွန်တော်တို့ကောင်းတယ်ဆိုတဲ့အကောင်းဆုံးနေအရာထက်ပိုကောင်းတယ်လို့ပြောတာပါနှုတ်ကပတ်တော်ကကျွန်တော်ကောင်းတယ်လို့သတ်မှတ်ထားတဲ့အရာထက်ပိုပြီးမှအစပေါင်းများစွာပိုတယ်ဆိုတဲ့သဘောကိုပြောချင်းဖြစ်ပါတယ်ဒါမှမဟုတ်ဒီနေ့နောက်ဆုံးမှာဘာပြောလဲတရားတော်အားဖြင့်ကိုရရဲ့ကျွန်းဒီတတိယယူတရားဆောင်ခြင်း အကျိုးဒီကြီးလာပါတယ်တရားဆောင်ခြင်းအကျိုးဒီကြီးပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်အားဖြင့် ဘာနားလေစီလေလဲလို့ပြောရင်ဒီနေ့ကျွန်တော်တို့ဘဝအသက်တာမှာဖယားခင်ကသူ့ရဲ့နှုတ်ကပတ်စကားကတာနေကျွန်တော်အသက်တာအတွက်ကြီးစွာသောအကျိုးကျေးဇူးဖြစ်စီတယ်ဆိုတာကိုယုံကြည်ပြီးထိုနှုတ်ကပတ်တို့ကိုစောင့်ရှောက်ခြင်းအပြင်ဖယားခင်ထံမှာအကျိုးကျေးဇူးများစွာအသက်တာမှာခံစားရပါစေလို့နှုတ်ကပတ်တို့အပြင်ခွန်အားပေးလိုပါတယ်ရောက်စီတိုင်းဖယားခင် ကောင်းချီးပေးပါစေ။ဒီမှာတော့ဆုတောင်းမှုအချိန်ဖြစ်ပါတယ်။ကျွန်တော်ညမာပြည်အတွက်ဆုတောင်းရအောင်။ကျွန်တော်ညမာပြည်မှာနှုတ်ကပတ်တော်လုံးနေပါတယ်။ဒီနေ့အသင်းတော်တွေနှုတ်ကပတ်တော်တိုင်းအသက်ရှင်ဖို့အသင်းတော်တွေနှုတ်ကပတ်တော်တိုင်းသွားဖို့ယုံကြည်သူတွေနှုတ်ကပတ်တော်ထဲမှာသွားလာဖို့ဒီနေ့ထိုကဲ့သို့လှုပ်ဆောင်ရင်ကျွန်တော်တို့တိုင်းပြည်ပြောင်းလဲမှုအမှန်ဖြစ်မယ်။ဒါလို့ကျွန်တော်နှုတ်ကပတ်တော်ကိုတကယ်ရတဲ့တိုင်းနိုင်ငံဖြစ်လာရင်အံ့ဩစရာမှုတွေကိုပြားခင်ပြုပါလိမ့်မယ်။ကျွန်တော်ဆုတောင်းရအောင်။ မြင့်မြတ်တန်ရှင်ဆောင်လင်၍လူသားအပေါင်းတို့ကိုချစ်တော်မူသောဂယုနာကျေးဇူးမြတ်တာရှင်ဖရာကျေးဇူးတော်အပြည့်ယင်းဒီသားတို့ကိုယင်းဒီဒီတိုင်အောင်ပို့ဆောင်ကောင်းကြီးပေးပြီးယင်းဒီတိုင်ကျွန်တော်တို့တိုင်းနိုင်ငံကြီးကိုကောင်းကြီးပေးနေလို့ကိုရောကိုကျေးဇူးတင်တယ်။ယင်းဒီတိုင်းနိုင်ငံပေါ်မှာဆက်လက်ပြီးကိုရောကျေးဇူးပြုပါကောင်းကြီးပေးပါ။နှုတ်ကပတ်တော်ရတဲ့တိုင်းနိုင်ငံနှုတ်ကပတ်တော်ကိုယိုသေးမြတ်လို့တဲ့တိုင်းနိုင်ငံနှုတ်ကပတ်တော်တိုင်းအသက်ရှင်ခြင်းအပြင်ကြီးစွာအကျိုးကျေးဇူးကိုခံရတဲ့တိုင်းနိုင်ငံဖြစ်စေဖို့ ယနေ့ယုံကြည်သူတွေကိုကောင်းချီးပေးပါအသင်းတော်တွေကိုကောင်းချီးပေးပါဒါဒီမှာကာဝန်နှုတ်ကပတ်တော်ကိုပြန့်နှံ့လေယနေ့မြမပြည်ကြီးကျေးဇူးကောင်းကြီးနဲ့လွတ်ချင်းကိုအမှန်ခံရဖို့ကောင်းချီးဖြစ်စီပါကျေးဇူးရှင်တခင်ပြာယနေ့မြမပြည်မှာဖြစ်ပျက်နေတဲ့အတွေ့အကြုံအကြောင်းအရာများကိုတော့သိပါတယ်ယနေ့ကြောင့်မဲနောင်ချူနမ်တူဘဲဒေတာတွေဒါဒီမှာကာဘူးကျွန်တော်တို့ဘိတ်တနင်္လာရီတိုင်းဒေတာတွေ ဒါနဲ့မကောက်ဖာမစ်ဆော့ပြစကိုင်းတိုင်းအလေပိုင်းမြမပြည့်အလေပိုင်းစကိုင်းတိုင်းဒေသတခွင်မန္လီတိုင်းအိုးနေရအနှံ့ပြန်းမှာစစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲမှုတွေဖြစ်တော့ကြောင့်များစွာသောပြည်သူပြည်သားတွေအသက်ဆုံးရှုံးရပါတယ်။များစွာသောပြည်သူပြည်သားတွေဒုက္ခဆင်းရဲခံရပါတယ်။များစွာသောသူတွေထွက်ပြေးတိမ်းရှောင်ရဲ့ယနေ့မိမိတို့ရဲ့အိုးအိမ်စည်းစိမ်တွေကိုစွန့်ကားနေဝမ်းနေချီကွဲစွာပြင်ပြီးတို့ဘဝကိုအနာဂတ်ပြောင်းရဲ့ ရှေ့ဆက်နေရတဲ့သူများစွာရှိသောကြောင့်ယနေ့ညမပြည်ကြီးကိုကောင်းချီးပေးပါညမပြည်ကြီးအမှန်တကယ်လွတ်မြောက်စေပါအမှားတွေအမှန်ညမကြီးအမှန်တကယ်ကောင်းချီးခံစားစရာဘူးဖြစ်စီပါလက်တော်မှာအပ်ပါလေဒါနဲ့မကောင်းညမပြည်မှာယနေ့စီပွားရေးတွေကြက်တဲလာတယ်ကုန်ပစ္စည်းတွေခက်ခဲလာပါတယ်ယနေ့စေဝါတွေပြတ်တောက်မှုကြောင့်ညများစွာသောလူနာတွေဒုက္ခဆင်းရဲခံကြရပါတယ်ယနေ့ဒီအခြေအနေကိုကိုယ်တော်သိမှန်းလဲအမြန်ဆုံးလမ်းတွေတကားတွေကိုဖွင့်ခြင်းအပြင် ယနေ့စီဝိုင်းကုမူလအတိုင်းပြန်လဲ၍ကောင်းမွန်ပြီးတိုင်းနိုင်ငံကြီးအကျိုးကျေးဇူးခံရပါမိကြောင်းယနေ့ပြည်တော်ကိုချမ်းသာပေးတော်မူပါမတရားမှုတွေကိုကိုရောဖယ်ပါတရားသော အမှုတွေကိုကိုရောစီရင်တော်မူပါယနေ့ကိုရောပြားထောင်ထဲမှာငါနေရာဒေသအတိတ်မှာအချင်းချခံနေရတဲ့သူအားလုံးတို့ကိုလည်းဖျားခင်ရဲ့နှစ်သိမ့်ခြင်းဖျားခင်ရဲ့ကွဲကားခြင်းဖျားခင်ရဲ့စောင့်ရှောက်ခြင်းဖျားခင်ရဲ့ကျေးဇူးပြုခြင်း ဖယားခင်ထံမှာလွတ်ရောက်ခြင်းအမှန်ခံရဖို့လေကောင်းချီးပေးပါယနေ့ညမှာဆူတောင်းနေသောသူများပါဝင်နေသောသူများစက္ကန့်နေသောသူများအသီးသွင်းသက်ဆိုင်တဲ့မိသားစုအသီးသွင်းသက်ဆိုင်တဲ့ ministry လုပ်ငန်းတွေကိုလည်းကောင်းချီးပေးလေဖယားရဲ့တကိုးတော်ဒီအသီးသီးလိုပုံမှာအလိုတော်နဲ့ညီပြေဝစုံလင်းစေပါဂျေဇုတော်ပန်းကိုချီးမွမ်းနေမချမ်းမမာတဲ့သူတွေနေထိုင်မကောင်းတဲ့သူတွေအာကျွန်တော်တို့အနေစရာမရှိတဲ့လူတွေပြေးလွှားနေကြတယ်ပုံရှောင်နေကြတယ်ဒုက္ခခံနေတာအလုံးလိုပုံမှာဖယားခင်ကယူနာတော်လက်တော်စန့်တန်းခြင်းအပြင် မြတ်မပြည်ကြီးတဖန်ကျေးဇူးကောင်းကြီးခံရဖို့မဆောင်မြတ်တော်သခင်ယေရှုနာမ၌ဆက်ကအနန္တဆုတောင်းကြပါ၏မြတ်စွာဘုရားအာမင်ရောနောက်ဆုံးသင်တပေါ်တွင်လည်းမြတ်လာနာမယေရှုကျိုးဆိုတဲ့ခြေတော်နဲ့အစီအစဉ်ကိုပြုတင်ကြပါစို့ စူရီဖြစ်တော်မူသောအနန္တရကုရှင်ဘုရားခင်ရဲ့ချစ်ခြင်းမေတ္တာသာမီးတို့လူသားအားလုံးအတွက်ကရိုင်မမအသွေးတော်အားဖြင့်ရွေးနုကယ်တင်တော်မူသောခရစ်တော်ရဲ့ယေရှုနှင့်တကွတန်ရှင်တော်ဝင်တော်ဘုရားရဲ့မိသားဖွဲ့ခြင်းနဲ့သူလူတွေကြံစည်ရမမီနိုင်တဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းယေရှုကောင်းကြီးပေါင်းလို့ယနေ့ညဆုတောင်းနေကြရတယ်ကျွန်တော်ကျွန်မရောက်တိုင်းနဲ့သာသမီးတို့ရဲ့တိုင်းနိုင်ငံပေါ်မှာယခုမှစာရွေးကာလအမြဲတက်ရောက်လေတရှိလေတည်နေပါစေတော့ 아멘, 아멘, 아멘.